နောက်ဆုံးဒီနေ့ပြောပြပေးသွားမှာကဒီ algorithm မှာပါတဲ့ data manipulation မှာအတုံများတဲ့ function တခုပေါ့နော်အဲ့ function ကကျွန်တော် mutate function ဖြစ်ပါတယ်ဆိုတော့ mutate function ကိုဘယ်လိုညိုင်မှာတုံများလဲပေါ့နော် mutate function ကအဓိကအဖြစ်တော့ဒီ column တွေ create လုပ်တဲ့ column တစ်တွေ create လုပ်တဲ့နေရာမှာပြင်ရှိပြီးသား column တွေကို allocate လုပ်တဲ့နေရာမှာနဲ့နောက်တစ်ခုက column အသုံးမလုပ်တဲ့ column တွေကို delete လုပ်တဲ့နေရာမှာတုံတယ်ပေါ့နော်ဆိုတော့ကြတော့ဥမာကျွန်တော်ဥမာလေးနဲ့ရှင်းပြလိုက်ပို့ပြီးတော့နားလည်လို့သွားလိုက်မယ်ဆိုတော့ပထမဆုံးကျွန်တော်လိုအပ်တဲ့ library တခုကို import လုပ်မယ်ဆိုတော့ဒီ client ရဲ့ library ကို import လုပ်မယ် ီးရင်ကျွန်တော် data set ကိုလိုရဆိုကြကျွန်တော် billing data set ကိုယူလိုက်မယ် empty class ပဲပေါ့နော် empty class ကိုယူလိုက်တယ်ပြီးရင်ကျွန်တော် column name မျိုးတစ်ချက်သိချင်မယ် column name နဲ့သိချင်သူ column name နဲ့ထွက်လာရင်နော် column name နဲ့ mpg ရော cyan ရော display မှာဒီမှာတော့မှာအဲကျွန်တော် table form နဲ့ကြည့်ကြမှာကြတော့ view data set ဆိုတော့ view table form နဲ့သူချပြီးအဲ့မှာကျွန်တော်ကြည့်လိုက်မယ်ဘယ် column နဲ့ရှိလဲဘယ် data ရှိလဲဆိုတာကြည့်လိုက်မယ်ဒါကြောင့်ကျွန်တော်တို့ data ကိုချမ်းပြင်းထားလိုက်ပါပြီ။ဒါကြောင့်ကျွန်တော်တို့ example နဲ့ relate function လေးကိုစမ်းကြည့်မယ်။ဆိုကြတော့ပထမဆုံး relate function မှာကသူက data set တစ်ခုလိုပဲပေါ့နော်။အဲ data set ထဲမှာကျွန်တော်တို့က column တွေကို create လုပ်မယ်။ း delete လုပ်မယ် update လုပ်မယ်ဆိုကြတော့ကျွန်တော်အရင်ဆုံး variable တစ်ခုကို assign ပေးလိုက်တယ် variable အတင်ပေါ့နော် new empty class ဆိုမှာနော် empty class တဲ့ empty ကျွန်တော်တို့ computer function တုံးမဲ့ data type က empty class ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော် pipe operator ထားတယ်ပြီးရင်ကျွန်တော်လိုအပ်တဲ့ကျွန်တော်တုံးမဲ့ data column လေးကိုကျွန်တော် column name လေးကိုဆွဲလုပ်လိုက်တယ်ပြီးရင် pipe operator ထပ်ထားတယ်အခုကျွန်တော် mutate function တုံးလုပ်မှာပေါ့နော်ဒါကြောင့်မြေလေးဖန်ရှင်တုံးလုံးမှာဆိုကျွန်တော် column တစ်ခု create လုပ်မယ်ပြီးရင် array column လုပ်မယ်ပြီးရင်နောက်တစ်ခုကမလုပ်လဲ column တွေကိုကျွန်တော်ကျွန်တော်ရဲ့ data analysis မှာမလုပ်လဲ column တွေကိုကျွန်တော် delete လုပ်မယ် အဲ့ဒါလည်းအဲ့ဒီတော့ကျွန်တော် mutation ချတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော် mutation ချခေါ်လိုက်တယ်ပြီးရင်ကျွန်တော် content create လုပ်မှာမလို့ကျွန်တော် capacity ဆိုတဲ့ column ကို create လုပ်မယ်အဲ့ဒါကိုဘယ်လို create လုပ်မလဲဆိုတော့ကျွန်တော်ဒီ data set ထဲမှာရှိပြီးသား column တစ်ခုဖြစ်တဲ့ mpg နဲ့ disp ကိုမြောက်ပြီးတော့ capacity and capacity column တစ်ခုအတက် create လုပ်မယ်အဲ့တော့ create လုပ်ပြန်နောက်ထပ်ကျွန်တော် content တစ်ခုနောက်ထပ် create ထပ်လုပ်မှာပေါ့နော်။နောက်တစ်ခါကျတော့ weight ညုံ weight ညုံလို့ကျွန်တော်နာမည်ပေးလိုက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော် normalize လုပ်ထားတယ်။ weight normalization လုပ်တယ်။ weight ကိုလိုချင်တာ။ဆိုတော့ကျွန်တော် weight ညုံဆိုတာနာမည်ပေးလိုက်တယ်။ပြီးရင်ကျွန်တော် normalization ရှာလိုက်တယ် weight ကို။ ဝိကောလန် MP card တင်မှရှိပြီးသားပါနော်။ဒါကြတရားလဲကောလန်တစ်ခု create လုပ်ကြပဲ။ပြီးနောက်တစ်ခုကကျွန်တော်ကောလန်ကိုကောလန်တစ်ခုကို update လုပ်မယ်။ update လုပ်မယ် adjust လုပ်မယ်။ဆိုတော့ကျွန်တော် MPG ကောလန်ကိုယူလိုက်တယ်။ကျွန်တော်ဒီ MPG ဆိုတော့မိုင်းပါမိုင်းပါခါလဲပေါ့နော်။မိုင်းပါခါလား။ဆိုတော့ကျွန်တော်မိုင်းပါခါတော့ကျွန်တော်ကီလိုမီတာကျောင်းတင်တယ်။ကီလိုမီတာကျောင်းတင်တော့ကျွန်တော် adjust လုပ်မယ်ပေါ့နော် update လုပ်မယ်။ကီလိုမီတာကျောင်းမယ်ဆိုတော့1.5နဲ့ညောက်လိုက်မယ်။ညောက်လိုက်မယ်ဆိုတော့ကျွန်တော် update ကောလန်လုပ်လိုက်တယ်။ဒါကြတော့ကောလန်ကို update ဘယ်လိုလုပ်လဲဆိုတော့ new definition နဲ့ဘယ်လိုလုပ်လဲဆိုတော့ပြန်ထားပါနော်။ နောက်တစ်ခုကျွန်တော်စီပိုင်းရကော်နာကျွန်တော်အတုံးမှုပေါ့ဗျာမတုံးမှုဆိုတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ကော်နာကို delete လုပ်လိုက်မယ် delete လုပ်မယ်ဆိုတော့မိကိစ္စချင်းနဲ့ဘယ်လို delete လုပ်မလဲဆိုတော့ဒီ column ကိုအာ na value နားနဲ့ညီပေးလိုက်မယ်ပေါ့နော်ညီပေးလိုက်ရင်ဒီဟာဒီ column ကပျောက်သွားတယ်အဲ့ဒါဒီအားလုံးကိုကျွန်တော်က free ပဲတစ်ဖြစ်တဲ့ new empty class တင်မှာသွားပြီးတော့အာတင်ထားမယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုအမ်ဒီ mega function ကို run လိုက်ပေါ့နော်အဲ့မှာကျွန်တော် i mean new class ဆိုတဲ့ဟာကိုကျွန်တော်အမ် new class ဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်အကြည့်ကြည့်ကြည့်ရမယ်ဆိုတော့ ဒီမှာဆိုရင် MVP ပါလိုက်နော် MVP ပါလာပြီဒီမှာ capacity ဆိုတဲ့ကျွန်တော်ဆိုတာ big create လုပ်လိုက်တဲ့အာ column လေးပါလာပြီ weight long ဆိုတာပါလာပြီဒါပေမဲ့ cy ရဲ့ဆိုမတွေ့တော့ဘူးနော် cy ဆိုတဲ့ column ကိုမတွေ့တော့ဘူးလို့လဲဆိုတော့ကျွန်တော် delete လုပ်လိုက်တယ်ဟုတ်ဒါတော့ mutate function ကိုဘယ်လို data manipulation မှာအသုံးပြုလဲဆိုတော့အချင်းချင်းရှင်းပြပေးတာတော့ဖြစ်ပါတယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်